ဖောင်းအောင်တော်ရဆရာတော်ဖရာကြီးတားတလွတ်ဆ ਾਇ ရတဲ့အကြောင်းအရင်းကိုပြောပြချင်ပါတယ်။ယဟန်တပါးကဖောင်းအောင်ဆရာတော်ဖရာကြီးကိုမေးပူပါတယ်။အရှင်ဖရာတဲ့မြတ်စွာဘုရားကတားငါဆားတာကိုလောဘဒေါသမပါရင် စားခွင့်ပြုထားပါတယ်တဲ့။ဆရာတော်ဖရာကတားတလွတ်ဆိုတော့အဲ့ဒီတော့ဆရာတော်ဖရာတားတလွတ်စားတဲ့ရွေချက်ကိုတိပြသေးတဲ့။ဖောင်းအောင်ဆရာတော်ကဖြေတာက တောနေတဲ့အချိန်ခါမှာပေါ့လေတခါတရံအာဟာရနဲ့ပတ်သက်ပြီးတော့တောင်းတမှုမဖြစ်တတ်ဘူးလားဆိုတော့ဖြစ်တတ်ပါတယ်တဲ့ပိုဆိုးတာကအဲ့ဒီမှာဟောသားစားခြင်းနဲ့ဒီသားစားခြင်းနဲ့ဆိုတဲ့တောင်းတမှုတွေကတော်တော်ဆိုးတယ်နောက်တစ်ခုကတောတလေးဆိုတော့ဆုံးခန့်သွားရင်ကြက်သားလေးလောင်းချင်လောင်းမယ်ကြက်ဥလည်းကြော်ပြီးလောင်းချင်လောင်းမယ်ဒီတော့တောင်းမှာရှိတဲ့ကြက်ဥဆိုတာကအကောင်ပေါက်နိုင်တဲ့ကြက်ဥတွေပါအကောင်မပေါက်နိုင်တဲ့ကြက်ဥမျိုးတွေမဟုတ်ဘူး အဲ့ဒါပါဏာတိပါဒကံမထိုင်နိုင်ဘူးလားဆိုတော့ထိုင်နိုင်တယ်အဲ့ဒီလိုပြဿနာတွေရှိတယ်နောက်တော်တလေးထုံးစံအရာစွန်းလက်ကြတယ်ဆိုရင်တချို့မဝယ်နိုင်တဲ့ပုံကူတွေကြတော့ပိုက်လေးကွန်ပြီးငားဖားသွားရှာတယ်ရလာတဲ့ငားလေးဖားလေးနဲ့ပဲချက်ပြုတ်ပြီးစွန်းကတ်ကြတယ်ဒါမျိုးတွေလည်းရှိတယ်ဒီတော့တောတွေမှာတောနေတဲ့ယဟန်ဟာတောလေးထရဒီကြက်ဝက်တွေကအဆက်ဆက်ဖြစ်ဖို့ဆိုတာမရှိဘူးလို့မဆိုလို့ဘူး တော်တော်လေးခက်ခဲတာကိုတွေ့ရတယ်။မနက်ဖြန်ဆုံးလူမယ်ဆိုလို့ရှိရင်ကြက်ကိုကြိုတင်ပြီးတော့စီစဉ်ထားတာတွေရှိတယ်။တခါတလေမသိတဲ့ပုံကိုယ်တွေဆိုရင်မနက်ဖြန်အလူရှိရင်ဒီနေ့ကြက်တွေကြိုးမှာတယ်။မနက်ဖြန်အလူလုံးမယ်ဆိုဒီနေ့ကြိုတင်ပြီးဝက်ကြေချိန်တယ်။ဒီလိုပြဿနာတွေရှိတယ်။ဒါတွေကိုတော့မစားဖို့ဖျားရှင်ကဓာတ်ရိုက်ကန့်ကွက်ထားတယ်။ဖះကမိမိအတွက်တက်တယ်လို့သိခဲ့ရင်မစားရစားခဲ့ရင်အပလဲတင်တယ်ပါနာတိပါတာကံလဲထိုက်တယ် နမူနာတစ်ခုပြောရမယ်ဆိုရင်ကျောင်းတန်းတိုင်းမှာတန်ခါတထောင်လောက်ရှိတယ်။တန်ခါတထောင်လောက်ရှိတဲ့ကျောင်းတန်းတွေမှာဒီတန်ခါတော်တွေကိုကျွေးမွေးဖို့ကြိုတင်ပြီးကြက်ဝက်တွေစီစဉ်တယ်။စီစဉ်ထားတယ်ဆိုတာတချို့တန်ခါတွေကတည်တယ်။တချို့တန်ခါကမတည်ဘူး။တည်တဲ့တန်ခါကစားလို့ရှိရင်အပလဲတင်တယ်။ပါဏာတိပါဒခံလဲထိုက်တယ်။မတည်တဲ့တန်ခါကစားလို့ရှိရင်အပတ်တင်တယ်။ဘာဖြစ်လို့လဲ။ ပါဏာတိပါဒကံမှာ၄ချက်ရှိတယ်။ကိုယ်တိုင်လွန်ကျူးတာ၊စေခိုင်းတာ၊သူများကိုတတ်ခိုင်းတာ၊ချီးမွမ်းတာ။နောက်တစ်ခုကသဘောတူမဲဆန္ဒပေးတာ။ဒါဟာပါဏာတိပါဒကံပဲ။ဒီလိုမျိုးချက်တွေရှိတယ်ဆိုပြီးတော့ဇီယာတော်ကရှင်းပြပါတယ်။အိန္ဒိယမှာမိသားစု9ဦးလောက်ရှိတယ်ထားပါတော့။တယောက်ကနေပြီးစက်တကောင်ကိုတတ်မိသားစုဝိုင်းစားတယ်ပေါ့။ မိသားစုအားလုံးသိရတဲ့စားတဲ့အတွက်ပါဏာတိပါကရာကံအကုန်ထိုက်တယ်ဒီပုံစံအတိုင်းပဲကျောင်းတွေထဲမှာတန်ခါတထောင်လောက်ရှိတယ်တန်ခါလေးအတွက်ရည်ညွှန်းပြီးကြောက်ဝက်တွေတက်ဖြတ်စီစဉ်ချက်ပြုတ်တယ်တိရိယဟန်နေစားခဲ့အာဘတ်တင်တယ်ပါဏာတိပါရကံလည်းထိုက်တယ်မတိရိယဟန်စားရင်ပါဏာတိပါရကံတော့မထိုက်ဘူးအာဘတ်တော့တင်တယ်တဲ့အဲ့ဒီပုံစံတွေရှိတဲ့ခါကျတော့တောရွာမှာတောတလေအတိုင်းစွန့်ခန့်ကြွားတဲ့ခါမှာရှောင်းရှားအပ်ဖို့အတော်ခက်တယ် အဲ့ဒီလိုအခက်ခဲတွေလည်းရှိတာကတကြောင်တရားအားထုတ်နေရင်လည်းမနှက်ဖန်စက်သားဟင်းလေးနဲ့စားလိုက်ရရင်တော့တိတ်ကောင်းမှာမနှက်ဖန်ဝက်သားလေးစားလိုက်ရရင်ငါတိတ်ကောင်းမှာအမေဆရာတော်တပါးကတော့ပြောတယ်စိတ်သားဟင်းလေးစားပြီးတရားထိုင်တရားထိုင်လို့တိတ်ကောင်းတာတဲ့အဲ့ဒီလိုတောင်းတတဲ့စိတ်ဟာပုထုဇဉ်တဘာဝဆိုတာပေါ်ခြင်းလဲပေါ်လာတတယ်ဘုန်းကြီးဟန်းဆိုတာလဲယဟန်းနာမဖြစ်သေးပုထုဇဉ်ပဲဒါကြောင့် တပီတော်ကတသက်လွတ်လောင်းရင်တော့သဘောတူချင်းနေတယ်ဒါပေမဲ့ကျုပ်ကတသက်လွတ်ပဲစားတယ်အသားငါမစားပါဘူးဆိုပြီးတဲ့ထုတ်ခွန်မပြောဘူးသူတို့လောင်းခဲ့ရင်ကိုမကြရင်ကိုလူမခံဘူးဒီလောက်ပဲရှိပါတယ်တဲ့တပီတော်ဖောက်ရောက်တဲ့အခါအဲ့ဒီဖောက်တသီးเจ้าကိုစပြီးကြည်ထောင်တဲ့ဆရာတော်ကစကိုင်းကနမေကျော်ဆရာတော်ဖြစ်တဲ့မဟာကန္နယုံဆရာတော်ဖះကြီးရဲ့တပည့်ပါအဲ့ဒီတော့မဟာကန္နယုံဆရာတော်ဖះကလည်း သူ့ကြောင့်မှာတသက်လုံးစားတဲ့ပုံကိုယ်တွေကိုလည်းစားခွင့်ပြုတယ်အသားငါစားတဲ့ပုံကိုယ်တွေကိုလည်းအဆက်ရင်စားခွင့်ပြုထားတယ်ဆိုတော့သူကတသက်လုံးစားတဲ့အုပ်စုထဲမှာ6နှစ်လောက်နေခဲ့တယ်ဒီအချင်းကြောင့်ဖားအောက်ရောက်တဲ့အချိန်မှာလည်းအခုတတိကျောင်းလို့ခေါ်တဲ့ဖားအောက်တော်ရကိုစတင်တည်ထောင်တဲ့ခါမှာသူကတသက်လုံးပဲဖြစ်ပါတယ်အကြောင်းကအားလျော်စွာတပည့်တော်ကလည်းအဲ့ဒီကြောင့်မှဒုတိယဆရာတော်ဖြစ်တဲ့ဆရာတော်ကတပည့်တော်နဲ့အင်မတန်ရင်းနှီးတဲ့မိတ်ဆွေဖြစ် တော်တဲ့နေစဉ်လဲရင်းနှီးသွားတယ်။အဲ့ဒီမှာသူပြန်လောမူကနေ့သတင်းလေးသွားမင်းနဲ့အเจ้าမှာဆောင်းရှောင်းမဲ့ပုံကူလည်းမရှိတာနဲ့တပိတော်ကဖောက်ရော်သွားတော့ပထမဆရာတော်ကလည်းတက်တက်လို့ဒုတိယဆရာတော်ကလည်းတက်တက်လို့ဆိုတော့တပိတော်လက်ထက်မှာလည်းဘာမှမပြောရဘူးလေ။သူတို့ဟာသူတို့တက်တက်လို့လုံနေကြတယ်။လှူတော့တပိတော်လည်းဒီတိုင်းပဲဖုံးပြီဖြစ်တယ်။ဒါပေမဲ့သူများတွေအတွက်ဖောက်အောင်မှာအသားငါးဟင်းတွေလာလို့တယ်။တပိတော် asset မ asset ဆိုရင်မကန့်ခွက်ပါဘူး။ အဲဆက်ဆက်ဖြစ်ခဲ့ရင်စားပေါ့နှစ်ချိုက်တဲ့သူတွေကဒါကြောင့်ဖောင်းမှာတစ်ခါတလေကြရဲ့တက်တက်မလွတ်တဲ့အရာတွေအပြင်ကနေလာလှူတာတွေတော့ရှိတယ်ဒါနပြီးတော့မကန့်ကွက်ဘူးပြောလည်းမပြောရဘူးသူကြိုက်လို့စားရင်စားပါသည်ဒါပေမဲ့အเจ้าမှာစီစဉ်တာကတော့အများအတွက်ခုချိန်ဆိုရင်အเจ้าမှာပြောရမယ်ဆိုရင်ပြိသက်2000ဝန်းကျင်လောက်ရှိရဲ့ဒီလူ2000ဝန်းကျင်ကိုစက်သားလေးကျွေးကျင်နေဆိုရင်တော့ဘယ်လွယ်ပါ့မလဲတော်တော်လေးခက်တယ်နော် တန်ခါ2000အထိရောင်းတဲ့ဈေးလည်းမရှိဘူးဒီတော့အဲ့ဒီကြက်ရအောင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့တော်တော်လေးကိုခက်ခဲတယ်အဲ့ဒီလိုအခက်ခဲတွေရှိတဲ့အတွက်ကြောင့်တဒလို့စားတာကိုတသက်ချီးမွမ်းတာမဟုတ်တော့လဲပဲတပီတော်ကတော့လက်ခံတဲ့သဘောမှရှိတယ်။ဘာဖြစ်လို့လဲဆိုတော့အဆက်အောင်ရှောင်ရှားရတာနည်းနည်းခက်လို့ပါပဲ။တသက်မလွတ်ဘူးထားသူ့မှာတွေ့တော်မှုရှိဘူးဆိုဒါကအပြစ်မဖြစ်ဘူး။တသက်လွတ်တယ်ပဲထားဒီဟာက ဒီတက်တလုတ်ဘွယ်ကတိတ်ကောင်းတာပဲတချို့ကလာပြောတယ်ဒီမှာတက်တလုတ်ချက်တာတော်တော်ကောင်းတာပဲတော်တော်ဟန်ကြတဲ့စီရတော့တော်တလုတ်ကတော်တော်အချိုးကြတယ်ဒါဆိုရင်ဘာဖြစ်လဲဒါတွေ့တာမှုပဲဒီတွေ့တာမှုကိုတော့ဖះရှင်ကကန့်ကွက်တယ်ဒီတော့အဟာရအနေနဲ့ခန္ဓာကိုယ်မျှတရည်အတွက်ရည်ရွယ်ပြီးစားတော့ဖះရှင်ကနှစ်ချိုက်ပါတယ်ဒီခန္ဓာကိုယ်ကိုတည်တက်ပြီးတော့ဗြဟ္မာစရိယခေါ်တဲ့သီလသမာဓိပညာကျင့်စဉ်နဲ့ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ရင် ဒီမုံမြတ်တဲ့ဥတီကြကြောင့်အာဟာရကိုမှီဝဲဖို့ဘုရားရှင်ကဆုံးမပါလေစင်ကြင်မိစားဖို့ဘုရားရှင်ကမြဲတမ်းဆုံးပါတယ်ဒီတော့တသက်လို့ပဲဖြစ်စေအောင်ဆွဲလက်မှုရှိခင်အဲ့ဒါအညီအဟောက်ပဲဖုံးပေးနေတာဖြစ်တယ်တသက်မလို့ဘူးလားတွေ့တာမှမရှိဘူးဆိုရင်လည်းဒါကအညီအဟောက်ကိုဖုံးပေးတယ်လို့မပြောနိုင်ဘူးနည်းနည်းတော့စဉ်းစားရမယ်ဒီအသားရတာငါးရတာကလူရဲ့ရှာကိုအင်မတန်ဆွဲလန်းစေတယ်ဟုတ်တယ်မဟုတ်တာ အခုတချို့ဆိုရင်ငပိမပါထွန်းစားလို့မရဘူးဒါပါဖြစ်လဲဆိုတော့စွဲနေတာဒီတော့တန်ခါတထောင်လောက်ရှိတဲ့ចောင်းတကြီးမှာဒီတန်ခါတော့တော်တော်ရည်ညွှန်းပြီးတက်ဖြတ်ကစွန်ဟင်းစီစဉ်ထားတယ်ဆိုတာသိခဲ့ရင်စားတဲ့ပုံစံတွေအတွက်ပါဏာတိပါတာကံလည်းထိုက်တယ်အပလည်းသင်ပါတယ်ဒါကြောင့်တက်တက်လို့စားတယ်ကျွေးတယ်ဆိုရင်လည်းပါဏာတိပါတာကံမထိုက်ဘူးဒါပေမဲ့အဲဒီတက်တက်လို့က အရန်ကောင်းတယ်ဒီတသက်လုံးကိုပဲစားခြင်းနဲ့ဆိုတဲ့စိတ်လဲမဖြစ်ကြဘူးဆိုပြီးဆရာတော်ကစုံးပါပါလေမင်းတို့မင်းလက်ထက်မှာတဲ့ရွှေကြိုးဝိုင်းဆိုပြီးရှိရတဲ့အဲ့ဒီကြိုးဝိုင်းတွင်ဘာကိုမှမတက်ရဘူးလို့မိန့်ထုတ်ထားဘူးလေတဲ့ဒါကြောင့်အဲ့ဒီကြိုးဝိုင်းမှာ ပြောရမယ်ဆိုရင်တော့အခုလိုမျိုးဆိုရင်တော့ပန်းတကူကြိုးဝိုင်းလိုမျိုးပေါ့တိရစ္ဆာန်တွေအများကြီးရှိတယ်တဲ့နောက်ပြီးတော့ ဖုန်းကြီးတို့တီဟိုမာတုံးကလည်းတဲ့မြောက်အင်မနန်ပေါ်တယ်။ဘာဖြစ်လို့မြောက်တွေပေါ်တယ်လဲဆိုတော့နှစ်ပေါင်းတရာကျော်ပြီးတဲ့အတိုင်းမြင့်မှာဆူရကိုယ်တိုင်မင်းထုတ်ထားနေတယ်။မြောက်တွေမတက်ရဆိုတဲ့အမင်းတဲ့။ဒါအပြင်ဖုတ်တွေလည်းသူတို့စီမှာတော်တော်များတယ်။အဲ့ဒီဖုတ်ကိုလည်းမတက်ရဘူး။တက်ခရင်သေးတန်ထိလောက်တဲ့ပြင်းပြင်းထန်ထန်ကိုဒါအပြစ်ပေးတယ်တဲ့။ဒီတော့ဖုတ်တွေကအကြောင်းနဲ့ပါလေကာယကာယနဲ့ရှောက်သွားတယ်တဲ့။ ဒီမှာဆိုရင်တော့မလွယ်ဘူးလေကုန်ပြီတဲ့မြောက်လူဆိုလဲပေါ်သလားမင်းနဲ့လူတွေသွားပြီဆိုရင်လိုက်ပြီးလက်တွဲပြီးလူတွေနဲ့တူလိုက်လန်းလျှောက်တယ်လက်ဝါးလေးတွေဖြတ်စားစရာလိုက်တောင်းတယ်သူတို့စီမှာမြောက်တွေငှက်တယ်ဖုတ်တွေကိုတိရစ္ဆာန်တွေကိုမတက်ကြဘူးကီလိုတောင်းကုန်တွေမတက်ရဘူးလို့နှစ်မိန်ထုံတာနှစ်ရာချီကြော်ပြီးလူတွေရဲ့နောက်ပိုင်းတော့အမိန်ထုတ်စရာတော့မတူတော့ဘူးစိတ်ထဲမှာဒီတိရစ္ဆာန်တွေမတက်ရဘူးလို့မြင်သွားတယ် အဲ့တော့မြောက်သားငှက်သားစားမယ်ဆိုတဲ့စိတ်လည်းမဖြစ်ဘူးစားဖို့ဆိုတဲ့ရွေချင်တဲ့တက်တဲ့သဘောလည်းမရှိတော့ဘူးတဲ့ဒါကြောင့်မိမိတို့ရဲ့စိတ်ကိုမိမိတို့အစမ်းစစ်ကြည့်ကိုကဒီအာဟာရပေါ်မှာတွဲတာမမောတဲ့စိတ်တိုက်ကားပြီးပြီဆိုရင်မကောင်းတော့ဘူးဒီတွဲတာမမောတဲ့စိတ်တလည်းနဲ့ဘဝအဆုံးသင်ကောင်းရာတုက္ကတိလည်းမရဘူးလို့ဖះဟောထားတယ်ဒါကြောင့်တွဲတာမမောမှုကသာလည်းတကယ်အညီအဟောက်အစ်စ်ပါဆိုပြီးတော့ဖောက်တော်ရဆရာတော်ဘုရားကြီးကမိန်ကြားခဲ့ပါတယ်